ချက်ကင်ကိုအချင်းရည်တဲ့လမ်းနဲ့တို့စားမီလို့ပွဲဖြစ်ခဲ့ပေမဲ့ရောင်းအားတက်လာခဲ့တဲ့ဆွဲညိချက်ကင်ဆိုင်ပရိသတ်များရှင်အခုနောက်ပိုင်းမှာတော့ဈေးတယ်ရီနေနဲ့လဲမားကတ်တင်းအမျိုးမျိုးဆင်းပြီးတော့ဈေးရောင်းလာခဲ့ကြပါတယ်။ကိုအောင်နိုင်ဦးကတော့ဆွဲညိချက်ကင်ဆိုင်လေးကိုဖွင့်နိုင်ပြီးတော့လက်တလုံးမှာဆိုရှယ်မီဒီယာမှာနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ကိုအောင်နိုင်ဦးရဲ့ချက်ကင်ဆိုင်လေးကတက်တော့မှာပွဲဖြစ်ပြီးတော့လူသိများလာခဲ့တာဖြစ်ပါတယ်။ကိုအောင်နိုင်ဦးကချက်သားကိုအကောင်လိုက်ကင်ပေးပြီးတော့ live ပေါ်မှာတင်ရောင်းတာဖြစ်ပါတယ်။ ကြက်ကင်တွေကိုအော်ရာနဲ့တင်ရောင်းရတာဖြစ်ပါတယ်။အစပိုင်းတော့ကတော့ပုံမှန်ပဲရောင်းတာဖြစ်ပြီးတော့ TikTok မှာတင်တဲ့ဗီဒီယိုလေးတစ်ပုဒ်ကြောင့်လူပြောများသွားခဲ့ရလဲဖြစ်ပါတယ်။ကိုအောင်နိုင်ဦးကကြက်ကင်တွေအကုန်လုံးကိုခုံထဲပေါ်မှာတန်းစီတင်ပြီးတော့ရောင်းဖို့လုပ်ခဲ့ပါတယ်။ကြော်ညာခဲ့တာဖြစ်ပြီးတော့ဝယ်စားကြဖို့အတွက်ဗီဒီယိုလေးနဲ့တင်လာခဲ့တာပါ။ညာစင်တိုင်းလောက်ဖြစ်ပြီးတော့ကိုအောင်နိုင်ဦးကသူကိုယ်တိုင်ထမင်းစားနေခဲ့တာပါ။ဘိုင်းစာလုံးလို့ကြက်ကင်တစ်ကောင်ကိုယူလိုက်ပြီးတော့အချင်းနဲ့တို့စားဖို့လုပ်ပါတယ်။ တန်းစီထားတဲ့အချက်ကင်းလေးတွေကနေတကောင်ကိုယူပြီးတော့အချင်းဇလုံကြီးထဲကိုနှစ်စားလိုက်တာဖြစ်ပါတယ်။အချင်းကိုဇလုံကြီးထဲမှာထည့်ပြီးတော့ကျက်ကင်နဲ့တိုးစားလိုက်တာဖြစ်ပါတယ်။ရောင်းမဲ့အချင်းတွေကိုယူစားတယ်ဆိုတာကြောင့်တချို့ကလည်းဝယ်မစားနဲ့ဆိုပြီးတော့ comment တွေမှာမှန်ကြပါတယ်။အချင်းကိုတကူစားမခွဲစားဘဲနဲ့တယောက်သေးပဲနှစ်ပြီးတော့စားတာကရွံစရာကောင်းတယ်လို့ဆိုနေကြတာပါ။ဒါအပြင်ကျက်ကင်ကိုလက်နဲ့ကင်ပြီးတော့စားတယ်လို့ပြောဆိုနေကြတာပါ။လက်နဲ့မကင်မဲ့လက်အိတ်နဲ့ကင်တဲ့နယ်လို့လည်းအကြံပြုပေးတဲ့အပေါ်မှာ ကြကင်ပိုင်ရှင်ကတော့လက်နဲ့မကင်လို့ဘာနဲ့ကင်ရမလဲဆိုပြီးတော့တုံ့ပြန်ခဲ့ရလဲဖြစ်ပါတယ်။သူအနေနဲ့ကလည်းမတန်ရှင်းအောင်နေလို့မဝင်စားနဲ့ဆိုပြီးတော့ပြောဆိုကြတာကိုသီးမခံနိုင်တော့တာကြောင့်ရံပြန်တွေ့ခဲ့တာပါ။ပွဲဖြစ်ပြီးတော့ပြဿနာတွေတက်ကြရင်းနဲ့ပဲကိုအောင်နိုင်ဦးရဲ့ကြကင်ကိုလူတွေကသတိထားမိသွားကြပါတယ်။တကယ်တော့အဲ့ဒီအချိန်ကလည်းကိုအောင်နိုင်ဦးတည်တန့်စားဖို့သာလှုပ်ထားတာပါ။ကိုအောင်နိုင်ဦးကအဲ့ဒီနေ့တုန်းက သင်မောဒီတောင်အချင်းရင်နဲ့သာတို့စားကြင်ခဲ့တာပါသူတို့စားနေတာကသင်မောဒီတောင်အချင်းရင်ဖြစ်ပြီးတော့သူတို့မိသားစုစားဖို့ကိုဇလုံနဲ့ကိုနဲ့စားတာဖြစ်ပါတယ်တကယ်တမ်းကြက်ကင်ဝယ်စားတဲ့အချိန်မှာထည့်ပေးတဲ့အချိန်ကြီးက source ဖြစ်တယ်လို့သိရပါတယ် သူတို့အနေနဲ့မတန်ရှင်းတာမျိုးမလုပ်ပဲအချိန်အရအစတရားစာသာပေးတာဖြစ်ပါတယ်။သူ့ကိုဝေဖန်ကြတဲ့အပေါ်မှာလည်းအပြစ်မမြင်ကြပေမဲ့ဝေဖန်ခံရပြီးမှကိုရောင်းအားကတောင်ပို့ပြီးတော့တက်သွားကြအောင် အသိပေးလာခဲ့ပါတယ်။လူရီယာသူ့ကိုရောင်းအားချစင်းစီခြင်းလို့ပြောပေမဲ့သူကတော့ရောင်းအားတက်လာလို့ခြေနဲ့နေရတာပါ။ဒါအပြင်ကိုအောင်နိုင်ဦးတို့ကတရက်ကိုကြက်ကင်ရာနဲ့ချီကိုရောင်းချနေရတာပါ။ဝဲသူရိအရန်များသလိုစိတ်မကြဖို့အားပေးကြတဲ့အတွက်လဲဂျေဆုတင်ကြောင်းပြောလာခဲ့ပါတယ်။ဒါအပြင်ချက်ကင်ကိုတ န်ရှင်လက်ဆက်အောင်ထားလို့ရင်ကောင်တောင်မနာကြောင်းလည်းအသိပေးလာခဲ့ပါတယ်။ သူအနေနဲ့အကြံပေးကြသလိုမှန်ပေါင်းထဲမှာထည့်ဖို့အစီအစဉ်လေးရှိရလို့အသိပေးလာခဲ့ပါတယ်။ဗီဒီယိုတွေမှာလို့ check in တွေအပေါ်မှာထမင်းစားတာမျိုးကလည်းသူတရီးတွေက check in တွေကိုမစင်ချောင်းလဲအာမခံလာခဲ့ပါတယ်။တချို့ကလည်းကိုအောင်နိုင်ဦးရဲ့ toilet တဲ့အပြောကိုကြိုက်လို့စားမယ်လို့ပြောနေကြပါတယ်။တချို့ကလည်းမတန်ရှင်မှုဆိုပြီးတော့မစားခြင်းမှုအမျိုးမျိုးပြောဆိုနေကြတာပါ။ကိုအောင်နိုင်ဦးပွဲဖြစ်သွားရတဲ့ check in ဗီဒီယိုလေးအပေါ်မှာပရိသတ်ကြီးဘလို့မြင်လဲ comment လေးထဲမှာရေးခဲ့ပေးကြပါအောင်ရှင်။